အားလုံးပဲမင်္ဂလာပါဒီနေ့တော့ Leafla Semi-final ဒုတိယပွဲစဉ်ဖြစ်တဲ့ Shaw United နဲ့ Aero United အသင်းတို့ရဲ့အကြောင်းကို review နေနဲ့နည်းနည်းလေးပြန်ပြီးတော့တင်ဆက်ပြီးမှာဖြစ်ပါတယ်ဆိုတော့လက်ရှိ Champion Shaw United အသင်းအနေနဲ့အဲ့ဒီကပွဲမှာကျွန်တော်တို့အဓိကကစားသမားတော်တော်များများကိုအရင်လူစင်းမှာလာချန်လက်ထားခဲ့ပြီးတော့နိဗျဟီရိုကီအနေနဲ့လိုင်းဘူဘူတို့ခွန်ကျော်စင်ဟိန်းတို့မျက်ကောင်းခန့်တို့ တက်ဟင်းဆိုးလို့ဟင်းဖြိုးဝင်းလို့လို့ပြည်ရင်းကစားမားတွေနဲ့ပွဲထွက်ခဲ့တယ်လို့နိုင်ငံခြားကစားမား၃ဦးဖြစ်တဲ့ဟီရိုတာမော်ရီစီယိုယူကီဒီလိုကစားမားမျိုးတွေနဲ့ AR United အသင်းကိုရှင်ပြိုင်ဖို့အတွက်ပွဲထွက်ခဲ့တာဖြစ်ပါတယ်ဆိုတော့တစ်ဖက်က AR United အသင်းဘက်ချမ်းပါတော့နိပြဥချစ်နိုင်အနေနဲ့အသင်းကောင်းဆောင်ကျော်စင်လွင်ပါဝင်ခဲ့တယ်လို့အောင်ကျော်နိုင်တင်ငယ်မင်းတီဟာတို့လို့ အမခင်ကစားမတွေနဲ့စုဖွဲ့ပြီးတော့အဲ့ဒီနေကရှုံးလိုက်တဲ့အတင်းကိုရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ဆိုတော့ပရမဘိုင်းအစလောက်မှာရှုံးလိုက်တဲ့အတင်းရဲ့တိုက်စစ်ဆင်မှုတွေကိုတီတီငင်ငင်နဲ့တုံ့ပြန်နေပြီးတော့ဖြစ်နိုင်နေတဲ့334ဆိုတဲ့ပုံစံနဲ့ပွဲထွက်လာခဲ့ပြီးဒီခန်စစ်ပိုင်းအနေငယ်အသာပေးခဲ့တယ်လို့ရှုံးလိုက်တဲ့အတင်းကိုတံပြန်တိုက်စစ်တီနဲ့ပဲကိုရဖို့ပြင်ဆင်ကြိုးစားလာတာကိုကျွန်တော်တွေ့ရပါတယ် ဒါပေမဲ့ပထမပိုင်းအတွင်းမှာပဲရှောင်းလိုက်တဲ့အသင်းကပဲဘောလုံးပိုင်ဆိုင်မှုအသာစီးရယူပြီးတော့ကိုပေါ့ချင်းချောင်းမှုတွေအချင်းချင်းပြုတ်လုံနိုင်ခဲ့သလိုထိရောက်တဲ့ကိုပေါ့ချင်းချောင်းမှု၃ကြိမ်လောက်ထိပြုတ်လုံနိုင်ခဲ့တာဖြစ်ပါတယ်33မိနစ်လောက်မှာဒီတူရိန်ထွန်းရဲ့ခေါင်းတိုက်ချက်ဆိုလို့ချင်းတော်တော်လေးကိုလှပတည်တက်ခဲ့ပြီးတော့အော်တစ်ဖက်ကရော်ရီရဲ့ကိုသမားဆိုးအာကာပုတ်ထုတ်ကာဝယ်လိုက်တာအကြောင်းသာဂိုးဖြစ်ပြောင်းလဲခြင်းမရှိခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီကပွဲမှာအော်ရီ အတင်းမှာအာချီကျူးအောင်ရဲ့ကစားသမားဆိုရင်တော့ဒီဂိုးသမားစိုးရကဝဲချီကျူးအောင်မှာဖြစ်ပါတယ်။ရှောင်းလိုက်တဲ့အတင်းရဲ့အကြိမ်ကြိမ်ဂိုးပေါက်ချင်းချောင်းမှုတွေကိုစိုးအာကာကာကွယ်နိုင်ခဲ့လို့သာအခုလိုမျိုးနှစ်ဂိုးပြက်လောက်နဲ့ပဲရှုံးနေကြတာဖြစ်ပါတယ်။ဆိုမဟုတ်ရင်တော့စိုးအာကာသာအဲ့ဒီကအလွဲလွဲချော်ချော်တွေဖြစ်နေခဲ့မယ်ဆိုရင်တော့တေးရတေးကြတဲ့ရှောင်းလိုက်တဲ့အတင်းတွေနဲ့ဒီတောင်ပို့ပြီးတော့ကိုပြက်သွားနိုင်တဲ့အချင်းတွေခုလိုပြောမှာဖြစ်ပါတယ်။ဆိုတော့ quarter final မှာ Rohan United လို့အတင်းကို3ဂိုးဂိုးမရှိဆိုတဲ့ရလနဲ့ ဂိုးပြက်အနိုင်ရရှိခဲ့တဲ့ဒီအယောက်ရင်းလိုက်တဲ့အတင်းဟာဒီနေ့အတင်းကြီးတင်းဖြစ်တဲ့ရှောင်းနေတဲ့တင်းနဲ့တွေ့မှာတော့ခြေပါဘူးတော်ပြန်မရဘဲနဲ့အခုလိုမျိုးရင်းနေကြတာလည်းဖြစ်ပါတယ်။ဆိုတော့ပထမပိုင်းမှာဒီအယောက်ရင်းအနေနဲ့ရှောင်းနေတဲ့ကင်းရှောင်းနေတဲ့အတင်းကိုတော်တော်လေးဒီဂုဏ်မပေးရဖို့တဲ့တောင့်ခံနိုင်ခဲ့ပေမဲ့ဒုတိယပိုင်းမှာဂျပန်လူမျိုးနီးပြဟေယိုကီရဲ့ရှောင်းနေတဲ့အတင်းကကစားသမားအပြောင်းလဲ နှစ်ဦးထိလောက်ခဲ့ပြီးတော့အဲ့ဒီကစားမနှစ်ဦးကလည်းစောစောကအာဟီရိုဂီရဲ့ခွဲဖဲလို့ပြောရမယ်ဒီတိုက်စီမူဂျော်ဒန်ဟမ်မီတန်နဲ့ဝင်းလေကမတ်ဆာကီတို့ဖြစ်ပါတယ်ဒီကစားမနှစ်ဦးရှောင်းနေတဲ့အသင်းမှာလူစားလေးပြီးတော့ဝင်ရောက်လာခဲ့တဲ့အခြေအနေတကူကအသင်းရဲ့တိုက်စီပိုင်းမှာတော်တော်လေးမြန်မြန်ဆန်ဆန်ဖြစ်ခဲ့တယ်လို့ AR ရဲ့ကစားမတွေလည်းအသေးအံကိုဒီဂုံးမပြရဖို့အတွက်ပြန်ပြီးစူးစမ်းလာတဲ့အခြေအနေမျိုးတွေကျွန်တော်တွေ့ရပါတယ် မိနစ်90လောက်မှာတိုက်စင်မူဟာမီတန်ကသူ့ရဲ့အကောင်းဆုံးဆုံးသက်ချက်နဲ့ဂိုးရဝူကြိုးစားခဲ့ပေမဲ့တိုင်မှန်ပြီးတော့ပြန်ရှံထွက်ခဲ့တာကြောင့်ဂိုးကန်ခေခဲ့ရတယ်လို့ပြောမှာဖြစ်ပါတယ်ဆိုတော့တိတ်မကြအောင်မိနစ်50မိနစ်လောက်မှာကွင်းလင်ကစားသမားမက်ဆာကီကနေပြီးတော့ရရှိတဲ့ဘောလုံးကိုသူ့ရဲ့ပုံစံတိုင်းပဲတစ်ဖက်တင်းရဲ့ area ထိပ်ကနေပြီးတော့အဘပြင်းထန်တဲ့အဆုံးသက်ချက်နဲ့အတူရှောက်လိုက်တဲ့အတင်းဥဆောင်ကိုရခဲ့တာဖြစ်ပါတယ်မဆာကီလည်းတော်တော်လေးပျော်သွားပုံရပါတယ်ဂျွန်းလေး၃လေးဘက်လောက်ထိထိုးခဲ့ပြီးတော့ ဒါအခုမြန်မာ National League ဖလားပြိုင်ပွဲမှာဆိုရင်သူရပထမဆုံး twin goal လို့တောင်ပြောမှာဖြစ်ပါတယ်ဆိုတော့အဥဆောင်ကိုခွင့်ပြုခဲ့ရပြီးတဲ့နောက်မှာ AR ရဲ့ပုံစံကနည်းနည်းလေးခံစစ်ပိုင်းအားနည်းမှုတွေရှိလာသလိုတွင်လေကလည်းအမှားယွင်းတွေများလာတာကိုကျွန်တော်တွေ့ရပါတယ်ဆိုတော့တိတ်မကြောက်56မိနစ်လောက်မှာတိုက်စင်မှုဟာမီတန်ကဒီတွင်လေကနေ UK ရဲ့ဖြတ်တင်ပေးမှုကိုခံစစ်ကစားမားတွေကိုကြော်ထွက်ပြီးတော့ဟာမီတန် လှလပါပါနောက်ထပ်ဒုတိယမြောက်အနိုင်ကိုတွင်းခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီဘွဲမှာရှောက်နေတဲ့အတင်းမှာနိပြဟူကီရဲ့နိပြော်အားတွေကတော်တော်လေးအလုပ်ဖြစ်ခဲ့တယ်လို့ပြောမှာဖြစ်ပြီးတော့ဒုတိယပိုင်းမှာလူစားလေးခဲ့တဲ့မဆာကီနဲ့ဟာမီတန်တို့ကိုလူစားလေးခဲ့တဲ့အခြေအနေအရလဲတကယ့်ကိုမှန်ကန်ခဲ့တယ်လို့ပြောမှာဖြစ်ပါတယ်ဆိုဟာမီတန်ရဲ့ပုံစံကအဲ့ဒီကပွဲမှာဆိုရင်ဒီတစ်ဖက်အတင်းက AOL United အတင်းရဲ့ကစားမတွေလက်ဆိုင်ခန္ဓာကိုယ်ကတော်တော်လေး ထွက်ကြိုက်နေခဲ့တယ်လို့ဟိုတိုက်စစ်ပိုင်းမှာတစ်ဖက်သင်းရခံစစ်ကိုကြော်ဖြတ်တဲ့ခါမှာလည်းအပြည့်ရတော်တော်လေးမြင်တာကိုကျွန်တော်တွေ့ရပါတယ်မြန်မာကစားသမားတွေဘလို့မှသူ့ကိုမလိုက်နိုင်ဆိုတော့ဒီအခြေအနေကပဲဟာမီတန်အတွက်ဂိုးရီယာဘောကတိတ်မခက်တဲ့အခြေအနေတစ်ခုဖြစ်သွားတာပေါ့လေဆိုတော့ဘလို့ဝဲဖြစ်ဖြစ်ဟာမီတန်လိုကစားသမားမျိုးကိုရှောင်နေတဲ့တင်ပိုင်ဆိုင်ထားတာကတော့တော်တော်လေးကိုကျင်းနေစရာကောင်းတယ်လို့ပဲပြောမှာပါနိုင်ငံကပြန်ပွဲတွေမှာဟာမီတန်ရဲ့ဒီစွန့်ဆောင်မှုတွေကဒီတဲ့ပူကောင်းလာရင်တော့ ျွန်တော်ကပို့ပြီးတော့ဂျင်းနဲ့ဆရာပေါ့လေဆိုတော့ကျွန်တော်တို့အစဒီပွဲမစခင်ကလေးကလည်းပြောထားပါတယ် AR ကရှောင်းနေတယ်လို့အတင်းကြီးကိုဘလုံးမှမရှင်းတာဘူးဒီပွဲကတော့ရှောင်းနေတဲ့အတင်းပဲဘလူးပွဲကိုတက်မှာပါလို့တနိုင်ငံလုံးကပြောထားတာဗျာဟုတ်တယ်ကွာဘသူ့အတော်မီမီဒီကိစ္စရရှင်းနေတာဆိုတော့ကိုယ့်ထဲကစားသမားအင်အား2ဆလောက်တာပြီးတော့နိုင်ငံခြားကစားသမား9ဦးလောက်ရှိတယ် ကျန်တဲ့ပြည်ရင်းကစားသမားတွေကလည်းလက်ရွေးစင်သမားတွေညာတယ်ဆိုတော့ရှောင်းတဲ့တဲ့မှာခေါ်ထားတဲ့နိုင်ငံခြားသားကစားမားတွေကလည်းဟိုကျွန်တော်တို့ Rockhan United ကလို့နိုင်ငံခြားသားကစားမားတွေတော့မဟုတ်ဘူး profile ကောင်းတဲ့ကစားမားတွေဖြစ်တယ်ပြည်တွင်းမှာလည်းသူတို့ရဲ့ခြေစွမ်းတွေကိုပြိုင်ပွဲတိုင်းမှာတက်တည်ပြနေတဲ့ကစားမားတွေဖြစ်တယ်အထူးသဖြင့်ကျွန်တော်တို့ Queen's League ကရှောင်းတဲ့တဲ့ရဲ့ Queen's League ကစားမား Masaki ဆိုရှင် ဒါမြန်မာပြည်မှာတော့နေပြီးတော့သူကပြန်ပွဲတိုင်းမှာတခြားမြန်မာကစားသမားတွေတက်တောင်ပို့ပြီးတော့ကြိုးကြိုးစားစားရှင်ပြန်ကစားတက်တဲ့ကစားသမားဂိုးရဖို့လေဆွေးကြီးတဲ့ကစားသမားတူလို့ပြောရမှာဖြစ်ပါတယ်ဆိုတော့ဒါမြန်မာ National League ပြိုင်ပွဲတွေကိုကြည့်လို့ရှင်မဆာကီရဲ့ကြိုးစားအားထုတ်မှုတွေကိုသိလိုက်ဆိုတော့ဒီလိုကစားသမားမျိုးကိုရှောင်နေတဲ့အတင်းက ပိုင်ဆိုင်ထားတာကလည်းတကယ့်ကိုကျင့်နေစရာလို့ပြောမှာဖြစ်ပါဆိုတော့ဟိုနိဗ္ဗာန်ဥချင်းနိုင်အနေနဲ့ကအဲ့ဒီကနှစ်ခုပြည့်နဲ့ရှုံးလိုက်တယ်ဆိုပေမဲ့သူ့ရဲ့အသင်းကိုဒီလောက်ထိလှုပ်လာနိုင်တာရှောက်လိုက်တဲ့လိုအသင်းကိုနှစ်ခုပြည့်လောက်နဲ့ပဲရှုံးနေအောင်စွန့်ဆောင်နိုင်ခဲ့တာတော့ကျွန်တော်ကနိဗ္ဗာန်ဥချင်းနိုင်ကိုကျွန်တော်ကတော့ဟိုမကျန်တဲ့လူတွေဘယ်လိုဘယ်လိုမြင်မလဲတော့မသိဘူးကျွန်တော်ကတော့နိဗ္ဗာန်ဥချင်းနိုင်ကိုချီးကျူးခြင်းပဲဗျာဘာဖြစ်လို့လဲဆိုတော့ အဆဆအရာရာစီနေစီလိုကြွားနေတဲ့အတင်းအတင်းထိတဲ့တွေ့ဆုံမှုမှာဥချင်းနိုင်နေတဲ့ဒီလောက်ထိလုံနိုင်နေတာကိုကျွန်တော်ကချီးကျူးအောင်ဖြစ်ပါနောက်တစ်ချက်ကအခုပြည်ရင်းမှာဆိုလို့ရှင်အဓိကအင်အားကြီးနေတဲ့အတင်းတွေကဒါငွေချင်းအရာအရာလဲတုံးဆွဲနိုင်တဲ့ကလပ်အတင်းတွေပေါ့ဗျာရန်ကုန်ရှိမယ်ရှမ်းရှိမယ်ပြီးတော့ကျွန်တော်ရခိုင်ရှိမယ်ဆိုတော့ဒီလိုအတင်းတွေရဲ့ဂျားထဲမှာ ARD က လက်ရှိသူ့ရဲ့ပြည်တွင်းကပြည်တွင်းကစားသမားတွေတောင်မှပဲဟိုအရန်ကြီးထိတ်တန်းရှိနေတဲ့ကစားသမားတွေမဟုတ်ဘူးဦးချင်းနိုင်အသင်းမှာဆိုတော့ဟိုပြီးခဲ့တဲ့နှစ်က ASPE ကိုအကောင်းဆုံးကင်တွေခဲ့တဲ့နီးပြဦးချင်းနိုင်အနေနဲ့ဒီနှစ်မှာတော့ ARD United အသင်းကိုဒီနှစ်ရာသီအစကမှပြောင်းပြီးတော့ကင်ခဲ့တာလည်းဖြစ်ပါတယ်ဆိုတော့နီးပြဦးပူပူအောင်ရဲ့နေရာမှာအစားထိုးပြီးတော့ဝင်ရောက်လာတဲ့အဲနီးပြချုပ်လည်းဖြစ်ပါတယ်ဆိုတော့ဦးချင်းနိုင်လက်ထက်မှာ ARD ရဲ့ပုံစံက ခိုင်းနေတည်နေလုံးဝကွဲပြားသွားပြီးတော့ရက်လက်ပိုင်းတွေတိုးတက်လာတာကိုကျွန်တော်တွေ့ရပါတယ်ပြီးတော့အတင်းသားတွေရဲ့စုစည်းမှုကလည်းခိုင်းနေတဲ့ပုံပြီးတော့ကောင်းတယ်နောက်တစ်ချက်ကခန်းစစ်ပိုင်းအရန်စူးစိုးဝါးဝါးရှိမနေဘူးခြေတူအတင်းနေတဲ့အတွေ့မှာအနိုင်ရလက်တစ်ခုရရှိအောင်ပြန်ပွဲတစ်ပွဲကိုချင့်ကန်နိုင်တယ်ဒါဥချင်းနိုင်ရဲ့စွမ်းဆောင်မှုတွေပေါ့လေဆိုတော့ဘလို့ဝဲဖြစ်ဖြစ်ဒီလိုအတင်းတင်းကအခု လီဖလားပြိုင်ပွဲမှာဆင်မီဖိုင်နယ်အဆင့်ထိတက်ရောက်နိုင်ခဲ့တာတော့ကျွန်တော်ကဥချင်းနိုင်ချီကျူးအောင်မှာဖြစ်ပါတယ်။ Okay ဒါတော့အခုဆင်မီဖိုင်နယ်ဒုတိယပွဲစဉ်ကတော့ပြီးသွားပြီ။ရောင်းနေတဲ့တင်ကတော့ AR ကိုနှကိုးကုန်းရှိနေနိုင်ပြီးတော့ထိုက်တဲ့နဲ့ခြေစွမ်းနေနဲ့ထုံးစံတိုင်းဘိုလူပွဲကိုတက်သွားပြီးဖြစ်ပါတယ်။ဘိုလူပွဲမှာတော့ပထမနေ့ကယတနာဘုံအသင်းကို သုံးခုခုနဲ့အနိုင်ရရှိခဲ့တဲ့ရန်ကုန် United အသင်းနဲ့တွေ့ဆုံမှာလည်းဖြစ်ပါတယ်။အားလုံးသိတဲ့အတိုင်းပြည်ဝင်းမာကဘောလုံးပွဲဆိုရင်ရန်ကုန်နဲ့ရှမ်းမယ်ထိုက်တိုက်တွေ့နေတာ။နည်းနည်းလေးတော့ပြင်းစရာတော့ကောင်းလာ။တခြားလူတွေတော့မသိဘူးကျွန်တော်တော့ပြင်းလာပြီလို့ပဲပြောရမှာ။ဘာဖြစ်လို့လဲဆိုတော့ပြည်ဝင်းမာသူတို့ရဲ့အဓိကပြိုင်ပွဲဖြစ်တဲ့ဂျေရနာဘုံလိုအသင်းကလည်းနောက်ပိုင်းနှစ်တွေမှာအသင်းပိုင်ရှင်ဦးဆိုင်ဆန်ထွန်းနေတဲ့ငွေကြေးအင်အားထုတ်သုံးဆွဲမှုတွေ တိတ်မလုံတော့ပြည်တွင်းမှာရှိတဲ့ကစားမကောင်းတွေနဲ့ပဲစုဖွဲ့ပြီးတော့အလေလက်အဆင့်ရှိတဲ့ရက်လက်မျိုးပိုင်ဆိုင်ရရင်ကျင်နေပြီတော်ပြီပရိသတ်တွေအားပေးတာတွေမှာအားပေးတာတွေကောင်းနေမှထားတော့ကိုတချိန်လုံးက2009ခုနှစ်မြန်မာနေရှင်လိပြိုင်ပွဲတွေစတုန်းကရတနာဘုံအတင်းရဲ့ပုံစံတော့မဟုတ်တာတော့သိကြသွားပြီဆိုတော့အတင်းပိုင်ရှင်ကိုတိုင်ကအတင်းကိုတိတ်ပြီးတော့အာမထဲတော်တဲ့အခြေအနေတစ်ခုမှာ ကလက်သင်းတသင်းကဒီ level လောက်ထိရော့ချသွားတယ်ဆိုတော့ကျွန်တော်ကတိတ်ပြီးတော့ငင်းစရာတော့မရှိဘူးပေါ့လေဆိုတော့ပြောချင်တာကဘာလဲဆိုတော့ပြည်တွင်းမှာကရှမ်းနဲ့ရန်ကုန်လိုက်တဲ့အသင်းကပဲသူတို့အသင်းတွေကိုအကောင်းဆုံးတည်ဆောက်နေပြီးငွေကြေးအင်အားရလဲပြည်တွင်းမှာအချမ်းသာဆုံးကလပ်အသင်းတွေလို့ပြောမှာပေါ့ဗျာဆိုတော့ဒီလိုအသင်းတွေမှပြည်တွင်းကိုမှ ဥဆောင်နိုင်တဲ့အသင်းတွေမဖြစ်ဘယ်အသင်းတွေဖြစ်တော့မှာလဲသူတို့အရှင်နိုင်တဲ့အသင်းကလည်းမရှိဘူးစောစောပြောတဲ့တချိန်တော့အင်အားကြီးအသင်းဆိုတဲ့ရနာဘုံအသင်းကလည်းပဲနောက်ပိုင်းနှစ်တွေမှာတိတ်ပြီးတော့အာမထဲတဲ့အခါကျတော့ရန်ကုန်နဲ့ရှမ်းကိုရှင်နိုင်တဲ့အသင်းကမရှိတော့အခုပြည်တွင်းမှာဖြစ်နေတာအဓိကပြိုင်ပွဲနှစ်သင်းကရန်ကုန်နဲ့ရှမ်းမှာရှိတော့ရှမ်းလည်းရန်ကုန်ပြန်ရန်ကုန်လည်းရှမ်းကိုပြန်နောက်ဆုံးတိုင်းနဲ့ပြည်နယ်ပြိုင်ပွဲတွေမှာတော့ပြိုင်နေကြဆိုတော့ပြိုင်ဆိုင်မှုကဒီနှစ်သင်းပဲဖြစ်နေတော့လေပြည်သက်တွေအနေနဲ့ကြည့်ရတာ အားမရတော့ဘလို့ပဲဖြစ်ဖြစ်အခုမြန်မာ nationally plus ဘောလုံးပြိုင်ပွဲတွေကမနစ်ကမှစပြီးတော့ကျင်းပလာတစ်ချိန်လုံးကတော့ဘူကျုံအောင်စံအတိုင်းဆိုတဲ့နာမည်နဲ့တိုင်ပွဲတွေကျင်းပခဲ့တာဖြစ်ပြီးတော့ပြီးခဲ့တဲ့နှစ်ကလည်းအသင်း20နဲ့မြန်မာ nationally league 1က10တင်း league 2က10တင်းအသင်း20နဲ့ရှင်ပြိုင်စားစီခဲ့တယ်ဒီနှစ်မှာလည်း league 1က10တင်း league 2က10တင်းနဲ့အားလုံးပေါင်းအသင်း20နဲ့စုစည်းရှင်ပြိုင်ခဲ့ပြီးတော့ ပြီးခဲ့တဲ့ဧပြီလ29ရက်နေ့ကနေတည်းကစတင်ခဲ့တာဒီနေ့ဆိုလို့ရှိရင်စင်းဖိုင်နဲ့ပွဲစဉ်တွေအားလုံးပြီးဆုံးပြီးတော့ဘောလူဘွဲတက်တဲ့နှစ်သင်းနောက်ဆုံးထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ဆိုတော့ဘောလူဘွဲမှာရှမ်းနဲ့ရန်ကုန်ယူနိုက်တက်အသင်းတို့မိနစ်ကလိုပဲထိတိုက်ပြီးဆုံးသွားမှာဖြစ်ပြီးတော့နောက်ဆုံးဘောလူဘွဲကိုတော့ရန်ကုန်မြို့တူနာကွင်းမှာလာမယ့်ဇူလိုင်လ6ရက်နေ့မှာရှင်ပြန်ကစားသွားကြမှာဖြစ်ပါတယ်။ တော့ပြည်တွင်းမှာအများကြီးတဲ့အသင်းတွေဖြစ်သလိုငွေကြေးအင်အားရအချမ်းသာဆုံးကလပ်အသင်းနှစ်သင်းရဲ့ပြိုင်ဆိုင်မှုကပရိသတ်တွေရဲ့ပရိသတ်တွေအတွက်စိတ်လှုပ်ရှားစရာပြိုင်ပွဲတစ်ပွဲဖြစ်သလိုပြိုင်ဆိုင်မှုတွေပြင်းထန်မဲ့အကျိတ်နဲ့ရှိမဲ့ပွဲကောင်းတစ်ပွဲအဖြစ်လဲမြင်တွေ့သွားရမှာဖြစ်ပါတယ်။ဆိုတော့လာမယ့်ဇူလိုင်လ6ရက်နေ့မှာတော့ဒီနေ့ MNL Plus မှာလက်ရှိချန်ပီယံရှောင်းလိုက်တဲ့အသင်းကပဲပိုဆွဲမလား။ရန်ကုန်ယူနိုက်တက်အသင်း ဘိုးဆွဲပြီးတော့ချန်ပီယံအသင်းသစ်ထွက်ပေါ်လာမှာဆိုတော့ကျွန်တော်အားလုံးစောင့်ကြည့်သွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ချိန်ပေးပြီးတော့စောင့်ကြည့်ပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်